တန်တရာဖြစ်เสียရယာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါ အမတ်သားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတိကျမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါတဲ့ချောင်းမျိုးနဲ့တော်ဝဲပိတ်ကာလမှာကားတွေနဲ့ခီးတဲ့ရှားချီပိမိနေတာတပတ်လောက်ရှိလာပြီးဖြစ်တယ်လို့ခီးသွားတဲ့နေ့တဲ့ချောင်းမျိုးနဲ့ဒိတာကန်တချို့ကပြောပါတယ် ဒဝေဘိတ်ကာလန်တခြားကိုဆက်နာရှင်တက်ကစစ်ကြောင်းထိုးနေတဲ့အတွေ့စီချင်းနေကြောင်းအဲ့ဒီလမ်းဘိုက်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တိုင်စနေနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တို့ကလမ်းဘိတ်ထားတာပါတရက်ချောင်းမျိုးနဲ့စူစင်ဖြာမင်တသိကို66ပြင်းပြူချီကနေဘလော်မျိုးနဲ့အဝင်စင်တိုးကြီးရွာဒီလမ်းနဲ့လျှောက်ပေးမိနေပြီး ကုတင်ကားနဲ့ခီတဲ့တင်ကားရနဲ့ချီရှိနိုင်တယ်လို့ဆိုပါတယ်။လမ်းမှာပေးမိနေတဲ့ခီတဲတွေကိုရွာသူရွာသားတွေကတမင်ဟင့်ချပြီးလှူကြတယ်လို့လမ်းပိုင်းမှာရှိတဲ့ဂျီဝါဒီဝါကအမျိုးသမီးတို့ကပြောပါတယ်။အင်းအား200လောက်နဲ့စစ်ကြောင်းထိုးနေတဲ့ဆာနာရှင်တက္ကသိုလ် ောက်တိုဘာလ21ရက်နေ့ဖွင့်ခြင်းကစလို့တရက်ချောင်းမြို့နယ်စင်ကူရွာကနေဗုဒ္ဓအထိတဝဲပိတ်သွားကလန်တလျှောက်ကိုစစ်ကြောင်းထိုးနေတာပါဆရာနာရှင်တက်ရည်လေးရင်တူလေးမကြာခဏပြောင်းဝဲနေတာကြောင့်ဘုံကျဲတက်ခိုက်မှာကိုခီးတဲတွင်နေဒိသခံတွင်ဆိုရင်းနေကြပါလိမ့်တပင်းလမ်းကြောင်းရှိရှိပင်မိနေတဲ့အတွေ့စာရေးတောက်ရေးအခက်အခဲဖြစ်လာတယ်လို့လည်းဆိုပါတယ် စီလိုအပ်ချက်အရာဒွေပိတ်ကာလံကိုတေချောင်းမြို့နယ်ကနေဘလောက်ထိနိုင်မလာရှေကာစပီရဲ့အကန့်အသတ်မရှိပိတ်ထားမှဖြစ်တယ်လို့ကရင်အမျိုးသားစီအိုကင်ယူတက်မာလီကရင်အမျိုးသားလွတ်မြောက်ရေးတံတော် KNLA တိုင်စနေတက်ခွေနေ့ကထုတ်ပြန်ထားပါတယ် စစ်ကြောင်းထိုးနေတဲ့အခြေအနေပေါ်မူတည်ပြီးကာလန်ကိုတက်ဆိုင်ရာတွန်လိုင်းအင်အားစုဖက်ကဖြတ်တန်းသွာလာခွင့်ပြုပေးတယ်လို့ဒေသခံတွေနဲ့ရင်းလိုက်လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။